ကျမကြီးကတော့လောလောဆယ်တော့ညီမတိတ်ပြီးတော့နေကမကောင်းသေးဘူးပေါ့နော်ဟိုဈေးုံကနေပြီးတော့ဘယ်လိုပြောမှာခွင့်ပြုချက်မရဘဲနဲ့ညီမအတင်းတောင်းဆင်းလာပါတကယ်တမ်းဆိုညီမဈေးုံကဒီရက်ပိုင်းနေစိတ်အဲ15ရက်တလားလောက်ဈေးုံမှာနေရမယ့်သဘောမှရှိရပေါ့ဒါပေမဲ့ညီမအလုပ်တွေနာမည်မပြတ်ချင်တာကြောင့်ရဲ့နောက်နာမည်ထပ်မပြတ်ချင်တော့လေအားကြောင့်မလို့ညီမဟိုအလုပ်တွေကိုပြီးပြောင်လာလုပ်ပြီးတော့မှအလုပ်အားလုံးပြီးတော့မှညီမဈေးုံတော့တစ်ခေါက်ပြန်တက်တော့မှာပါဟုတ်ဈေးုံကတော့ပြန်တက်ရမယ့်ဟိုအချိန်မှရှိပါတယ်အခုလက်ရှိတော့ညီမကျမကြီးကတိတ်မကောင်းပါဘူး ဟုတ်ဟုတ်ညီမနှုံယောဂါကတော့မွေးရပါပေါ့နော်ဒါစားတွေကပြိတ္တတွေအလုံးတိတိမှာပါဆိုတော့ညီမကနှလုံးယောဂါရှိရဲအစာရင်ယောဂါရှိရဲပေါ့နော်ဟိုနှလုံးယောဂါကတော့မွေးရပါအစာရင်ကတော့ညီမတို့အနုပညာသမားတွေကဝေးလျှော်တဲ့ခါကျတော့ဖြစ်ကြရပေါ့အနှလုံးကတော့ဟိုငငယ်ကလေးကအဲ့လိုမျိုးဖြစ်နေကြပဲဒါပေမဲ့အခုအရင်တော့ဘာဘလိုဆစ်စင်မပေါ်ညီမအဲ့လိုမျိုးဘာပဲရိုက်ရိုက်ဘလိုပဲရိုက်ရိုက်ကိုမပေါ်တာအခုမှ24နာရီညီမရဲ့ ဟိုနှလုံးယောဂကြတော့ယောဂရှိရဆိုတော့အရင်တုန်းကညီမရိုက်ခဲ့ပြီဒါပေမဲ့ညီမကဘာယောဂမှမရှိဘူးဆရာဝန်ကပြောတယ်။ဒါပေမဲ့ဒီခေါင်ညီမအကြီးအကျယ်သတိလစ်သွားတာ၁၀ရက်လောက်ချိန်မှာဆရာဝန်ကတောက်လျှောက်ဆက်တွေနှလုံးဆက်တွေတက်ပြီးရိုက်တာ၂၄နာရီနေ့တိုင်းစောင့်ကြည့်ရခါကျမညီမရဲ့ယောဂအခုမှအပြေထွက်တာပါပေါ့နော်။ညီမကုနေတာညီမ6နှစ်9နှစ်ရှိပြီဒါပေမဲ့ယောဂအပြေမထွက်လာခဲ့ဘူး။ညီမနိုင်ငံညီမပဲကုအိမ်မှာပေါ့နော်6နှစ်9နှစ်ရှိနေပြီဒါပေမဲ့အပြေမထွက်ဒီရက်ပိုင်းမှညီမရဲ့ဆရာဝန်ကြီးရဲ့တောက်လျှောက် တို့အခြေအနေတွေစောင့်ကြည့်အခြေအနေကတော်တော်ဆိုးရွားသွားခဲ့တာကိုညီမ၁၀ရက်လောက်တတိလစ်သွားတာဆိုတော့အဲဒါနှလုံးအားရုတ်တရက်ဟပ်နှလုံးပြောမှာဆိုတော့ညီမအရန်မြင်လာပြီးတော့လေဟပ်ပြီးတတိလစ်သွားတဲ့သဘောမျိုးပေါ့နော်ဆိုတော့အဲအဲ့ရနေညီမတတိလစ်ပြီးတော့တတိပြန်မလဲလာတော့ပြန်မလဲလာပဲနဲ့အသက်ရှူညီမတခါရက်သွားသေးတယ်ဈေးရုံပေါ်ရောက်တော့ emergency ဝင်ပြီးတော့သက်ရှူရက်သွားပြီးတော့ ပြန်နှိုးလို့မရတော့ဘူးပထမအကုန်လုံးသေပြီးတော့အောင်မရအဲ့လောက်ထိညီမဖြစ်ခဲ့ရပါတော့။ဒါမဲ့လည်းဟိုဟိုလူရောညီမဖြစ်နေကြတယ်သေမင်းညီမလက်ထရန်နေဆရာဝန်ကြီးအတင်းပြန်ဆွဲခေါ်ထုတ်လာတယ်လို့ပဲညီမအသက်ပြန်ရှူလာတယ်အောက်ဆီဂျင်တွေတက်ပြီးညီမကိုသူတို့ပြောရမစေးနဲ့အသက်ပြန်ဆက်ထားတာပေါ့ဟုတ်အကုန်လုံးကမေးတယ်သတိလေးတဲ့ချိန်မှာဘယ်ကိုရောက်တော့လဲတယောက်တစ်မျိုးညီမရဲ့ family တွေရောညီမရဲ့ချစ်ချစ်ကိုအကုန်မေးကြတယ် ညီမအဲ့လိုမျိုးတတိလေးတဲ့အချိန်မှာညီမတတိရဲ့ layer ချက်မလဲချက်တဲ့ညီမဘာမှမမှတ်မိဘူးအဲ့ဒီရက်ကနေစအိတ်သွားတဲ့အချိန်ကနေစပြီးတော့အဲ့ဒီပြန်နိုးလာတဲ့အချိန်ညီမအဲ့ဂျားထဲမှာဖြစ်ခဲ့တယ်ဘာမှမမှတ်မိဘူးအိတ်သွားတာနဲ့နိုးလာပဲညီမသိတယ်အဲ့ဆိုတော့အဲ့မှာအဲ့အချိန်မှာတဲ့သူတို့တွေတတိလေလာတဲ့အချိန်မှာသူတို့ဘေးတွေစိတ်တွေပဲရောက်နေရလဲဆိုမေးတဲ့လူကိုလက်ညှိုးထိုးပြတယ်ဥမာဆိုတဲမောင်မေးလို့ရှိရင်စိတ်ပဲရောက်နေရလဲဆိုသူ့ကိုလက်ညှိုးထိုးပြသူ့စီရောက်နေရဲ့ပေါ့ ဟိုတတိချက်လေအမေကမင်းအမေရှီရောင်းနေအဲ့လိုလက်ညိုးတွေထိုးပြရဲတဲ့စကားတော့မပြောနိုင်ကျွေးရင်လည်းစားလိုက်တယ်တဲ့အဲ့လိုမျိုးတတိကလဲတချက်မလဲချက်အဲ့လိုလဲချိန်မှာတို့အတင်းကျွေးကျွေးတော့လည်းသူစားတယ်တဲ့ပြီးရင်နဲ့ခါကျရင်စကားထပြောတယ်တခွန်းတလေထပြောတယ်ချိန်ကပါပြောလိုက်မျိုးတို့မကြားလိုက်တန်လေးရတော့တူလေးအဲ့လိုတတိယလဲလာလိုက်အဲ့လိုမျိုးဆိုရန်ကုန်မှာဟိုကညီမ9ရက်လောက်တတိယလင်းနေပြီဆိုအချိန်ကတော့တော့ဆိုနောက်ပိုင်းကျတော့ညီမစကားလည်းမပြောတော့ဘူး ဘောင်းမှာအမူအရာမရှိတော့ချင်တာမှချက်ချင်းတန်းပြီးတော့အဲ့လိုဈေးရုံကျင်းရတာအဲ့လိုမျိုးညီမအဲ့လိုအတ်တေဈေးရုံနေနေငငယ်နေအသားကျတဲ့လူဆိုတော့နိုးလာတဲ့ဈေးရုံရောက်နေပြန်ပြီဆိုတဲ့စိတ်ပဲပေါ့အော်ငါဈေးရုံရောက်နေပြန်ပြီဆိုလက်ကိုကြည့်တော့အတ်တေအော်ထထွားပြန်ပြီဆိုရစိတ်ညစ်ပြီးတော့ဘေးသားကြီးတော့စက်တွေအများကြီးတွေဆိုတော့อืมကြည်ရကိုယ့်ကိုတော့သိလိုက်တယ်ငါချင်းနေတိတ်မကောင်းနေတူတယ်ဆိုတော့အဲတော့ဆရာဝန်ကြီးတွေအသက်တတိလေးတော့မစကားလာပြောတော့တဲ့ဟုတ် ဟိုလိုအချိန်နေရှိတယ်နေလို့ကောင်းရလားပါညာဆိုသူတို့ရှင်းပြသည်လို့သူတို့တွေဖြစ်တယ်ပါညာဆိုတော့အော်အဲ့တော့မှအခုအချိန်နေကိုတည်တာပြီးရပြီးရခྱི་သွားမယ်ဆိုတော့တဲ့အဲ့တတိလဲလာတဲ့အချိန်မှာပစ္စည်းထဲခိုင်းတာလှလှလေးတွေကြီးပဲတဲ့ပြောပြောတယ်လှလှလေးပြင်ပေးလို့ပြောတယ်တဲ့အမေကလည်းခေါင်းကိုလေးတွေးပြီးရရရဘာမှမမမီဘူး အမမော်ရီက loose ဖြစ်သွားတာလေတောက်ချောင်ကြီးပဲကြောက်စရာကြီးမြမစိတ်ကအရင်ပြောဆရာမပြောတာဟော strong ဖြစ်လုံးအကြီးတော်ရုံဆိုမလွယ်ဘူးလေသူတို့ကဲလို့မလွယ်ဘူးလေစိတ်ကအတိအမြဲရှိနေတဲ့အတွက်ကြောင့်မို့လို့တတိလဲလဲလာတာမဟုတ်မလဲဘူးလေမြမတကြီးလွတ်သွားရင်မိသွားလို့မြမအမြဲလို့ရှိတယ်မြမတိတ်ပင်မြမအိမ်ကလူတွေမြမအိမ်မှာအရန်ကြောက်တယ် ညီမအိတ်နဲ့အစာနဲ့ညီမတနေ့ကိုအိတ်ချိန်၄နာရီလောက်ပဲအိတ်ပုံမှန်အမြဲတမ်းညီမအရင်ပင်မနဲ့ shooting ကနေပြန်လာလို့အမေရဲ့သမီးပင်မလိုက်တာ အိတ်ချင်လိုက်တာအိတ်လိုက်အောင်မယ်နော်လို့9နာရီပွဲ10နာရီ9နာရီ10နာရီအိတ်ချိန်မှာအိတ်ပြီဆိုတော့ညီမနောက်နေ့သတိမလဲတာတော့သိကြတယ်ညီမရဲ့ပုံမှန်အိတ်ချိန်က12နာရီကျော်တနာရီမှာအိတ်ရအိတ်တာပေါ့နော်ညီမတအားဆေးတွေနဲ့မိုးလို့အိတ်တာမဟုတ်မအိတ်ဘူးပြီးရင်မနေ့ညညီမဟို soy no တယ်노비와ညီမဟိုလုံးဒီလုံးနဲ့ ရှောက်ပြီးလို့အဲ့အဲ့မျိုးဆိုအဲ့လိုအရင်ပင်မနဲ့မိရဲ့သမီးအိတ်မယ်ဆိုတော့အာနောက်နေ့တတိတတိလက်ပြီးသွားပြီးပဲအဲ့ဒါဆိုတော့အရင်ကလူကြီးကအိတ်တော့မယ်ဆိုတော့လည်းမအိတ်ခိုင်းအောင်လို့အသေးနှိုးတာအဲ့ညီမအိတ်အိတ်လို့လည်းမရဘူး